Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့အာ no contact ပေါ့နော်ဆက်သွယ်မရှိတဲ့သူတွေအတွက်ဆက်သွယ်မရှိတဲ့ relationship တွေဒါမှမဟုတ်ပြတ်သွားပြီးရဲ့ relationship တွေပေါ့နော်အဲ့ဒီအတွက်အာသူကတင့်ကိုဘာလို့မဆက်သွယ်ပေးနေနေနိုင်နေရလဲဆိုတာလေးဦးကြည့်ပေးမယ်နော်အာသူကတင့်ကိုဘာလို့မဆက်သွယ်ပေးနေနေနိုင်နေရလဲကိုယ်ကိုမဆက်သွယ်ပေးနေဘာလို့လုံနေရလဲပေါ့နော်အာဒါလေးကိုဦးကြည့်ပေးမယ် မဆုံးတစ်ချက်နေနဲ့သူကအာနောက်ထပ်ပေါ့နော်သူသဘောကျတဲ့သူတယောက်ပေါ့နော်သူတွေ့နေတယ်အဲ့ဒီသူတယောက်ကိုသူရသွားတာဒါမျိုးဖြစ်နိုင်တယ်။ Now ဒုတိယတစ်ချက်ပေါ့နော် ။ဒုတိယတစ်ချက်အနေနဲ့ကအကယ်၍သူ့မှာ relationship တစ်ခုရှိပြီးသွားပြီဆိုလို့ရှိရင်လည်းအဲ့ဒီ relationship ကသူ့ကိုအဲအဲ့လိုမျိုးပေါ့နော်တခြားသူတွေနဲ့အဲစကားပြောတာမျိုးတခြားယောက်ျားလေးတခြားမိန်းကလေးနဲ့စကားပြောတာမျိုးအဲတခြား easily လောက်တာမျိုးတွေကိုမကြိုက်ဘူးပေါ့နော်သူ့ကိုတဝင်တူတက်တဲ့ထိန်းချုပ်တက်တဲ့ပုံစံမျိုးရှိရဲ့အဲ့ဒီအတွက်ကြောင့်မို့လို့သူတခြားသူတွေကိုဖုန်းဆက်တာတွေအဆက်အသွယ်လောက်တာတွေပေါ့နော်ပြော အံပြောတာတွေပေါ့စကားပြောတာတွေသူလုံးလုံးမရတော့ဘူးပေါ့နော်အဲ့တော့အချက်ကနှစ်ချက်ပေါ့နော်နောက်ထပ်တစ်ချက်အနေနဲ့သူဘာတွေလုံနေလဲပေါ့နော်ကိုအဆက်တွေမလုံဖ ೇನೆ သူဘာတွေလုံနေလဲဆိုချင်ကြတော့သူကသူ့ရဲ့အတွေးလေးတွေကိုသူထိန်းချုပ်နေရမျိုးတွေ့ရတယ်ပေါ့နော်သူအတွေးလေးတွေကိုသူထိန်းချုပ်နေတယ်စိတ်တွေပေါ့နော်မပြတ်လွှဲသွားအောင်လို့သူထိန်းချုပ်နေရမျိုးလေးတွေတွေ့ရတယ် ။နောက်ပြသူတငယ်ချင်းနေနေပေါ့နော်။ပြောပြောရွှေရွှေအဘောဘောဘာနေနေတယ်။အမ်တချင်းဆိုတာလေးတွေကခုံနာကြီးမှုတ်တာလေးတွေအဲ့လိုမျိုးလေးပေါ့နော်။သူအပြောတငယ်ချင်းနေနေပြောရွှေရွှေနေနေတယ်။နောက်တစ်ခုကကျတော့သူ body group ပေါ့နော်။အမ် body building လောက်တာမျိုးအမ်ခန္ဓာကိုယ်ပေါ့နော်။ လာပါလာအောင်လို့ချင်းစောရမျိုးပေါ့နော်အဲဒါမျိုးတွေသူလုံနေရမျိုးတွေ့တယ်နောက်တစ်ခါကျတော့သူအလုတ်ကိစ္စနဲ့ပဲဖြစ်စီအဲသူရဲ့ပေါ့နော်ပျော်ရွှင်မှုတော့ပဲဖြစ်စီသူအပန်းဖြစ်ဖို့တော့ပဲဖြစ်စီပေါ့နော်ခྱི་ထွက်တာမျိုးတွေသူလုံနေရခྱི་ထွက်နေတာမျိုးတွေလည်းတွေ့ရတယ်အဲနောက်တစ်ခုကကျတော့ပေါ့နော်သူကတင့်ကိုအဲ တတိယရယ်ပေါ့နော်တခြားတခါတလီပုံစံမျိုးပေါ့တခါတလီပုံစံမျိုးမှာအာတတိယရယ်ဒါပေမဲ့တတိယရတဲ့အတူတူသူမှာနည်းနည်းအစိတ်တူရာမျိုးလေးစိတ်ဆိုးရာမျိုးလေးတွေသူမကြည်နှက်တာမျိုးလေးတွေကိုအမ်တွေ့ရယ်ပေါ့နော်နောက်တစ်ခုကတော့သူကအလုံးကိုစူးစမ်းနေရပေါ့နော်သူအလုံးအတွက်ဘဝအတွက်တိုက်ပွဲဝင်နေတယ်အဲဒါမျိုးလေးကိုတွေ့တယ်နောက်တစ်ခုသူကပေါ့နော်တင်ကိုဘာပြောရှင်နေလဲပေါ့နော်သူပြောရှင်တဲ့စကားလေး သူ့ရင်ထဲမှာရှိတဲ့စကားလေးပေါ့နော်အဲ့ဒါကတော့တဲ့နော်အမ်သူ့ရဲ့ဘဝမှာအမ်လောက်ရာတွေအများကြီးရှိတယ်သူ့ရဲ့ဘဝမှာတင်းနဲ့မတွေ့တဲ့အချိန်တင်းနဲ့အဆက်အသွယ်ပြတဲ့ပြတ်သွားတဲ့အချိန်မှာအာဖြစ်ပြတ်သွားတဲ့အရာတွေလည်းအများကြီးပဲပေါ့နော်နောက်ပြီးအခုလဲသူ့အလောက်ရှုံနေရဲ့အလောက်ရှုံနေတယ်ပေါ့နော်ဒီတော့ချိန်ကြတော့သူကပိုကောင်းတဲ့လူတရားအဖြစ်လာပါပြီတဲ့เนาะအရင်တော့လည်းမဟုတ်တော့ဘူးတဲ့ အာနောက်တစ်ခုကကြာပါတော့သင်သင်ကပေါ့ဒီစကားထဲမှာဆိုလို့ရှိရင်တော့သင်ကသူ့ကိုစပြီးတော့မှအာအဆက်အသွယ်ဖြတ်ခဲ့တဲ့လူဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ तू ကအာသင်ကသူ့ကိုအဆက်အသွယ်ဖြတ်သွားပြီးရဲ့အချိန်မှာပေါ့နော်။ဆုံးပြစ်လိုက်တဲ့အချိန်မှာသူရဲ့ငငယ်ကအာ childhood trauma တွေကိုပြန်ပြီးတော့မှနှိုးဆွလိုက်တယ်လို့ပဲပေါ့နော်။ပြန်ပြီးတော့ဖြစ်စီတယ်ပေါ့။ အာနောက်တစ်ခုကကြတော့အာတင်းလိုမျိုးပေါ့နော်သူ့ကိုခံစားရအောင်လုံနိုင်တဲ့လူဆိုတာမရှိဘူးဒါပေမဲ့အဲ့ဒီစကားကိုလည်းသူဘယ်တော့မှအာထုတ်ပြောမှမဟုတ်ဘူးပေါ့နော်ဖွင့်ပြောမှမဟုတ်ဘူးတဲ့อืมနောက်ပြောချင်ညာပေါ့နော်အာတင်းကသူ့ရဲ့အနီးဆက်ဆုံးပေါ့နော်အနည်းဆက်ဆုံးမှာအနည်းဆက်ဆုံးအနည်းကဆုံးမှာရှိခဲ့တယ်ပေါ့နော်တခြားသူတွေထပ်စားလို့ရှိရင်อืม တင်ရပါတော့သူရဲ့စိတ်နဲ့အနီးကပ်ဆုံးအနီးဆက်ဆုံးဖြစ်ခဲ့တယ်ပေါ့နော်အဲအဲ့လိုမျိုးပြောထားတယ်သူကအာဒီထဲမှာတော့ပေါ့နော်အနီးအဲတခြားလူတွေဆိုင်ပြီးတော့မှပို့ပြီးတော့မှအာနီးကပ်နီးကပ်တယ်ပေါ့နော်နီးကပ်လာတယ်အဲ့လိုမျိုးသူပြောထားတယ်ပေါ့နော်နီးဆက်တယ်အခုကအဆက်အသွယ်မရှိတဲ့လူတွေဆိုတော့အနီးဆက်ဆုံးဖြစ်ခဲ့တယ်လို့ပဲပြောလို့ရမှာပေါ့နော် အာနောက်ထပ် angel message လေးရကြပါပြောထားလဲဆိုတော့ forgiveness ခွင့်လုပ်ပေးပါတဲ့နော်အာ तू သူ့လည်းကိုကခွင့်လုပ်ပေးရမယ်ပေါ့နော်သူ့လည်းကိုကခွင့်လုပ်ပေးရမယ်အဲတကယ်လို့ပေါ့နော် तू ကလည်းကိုမကြည်နဲ့တာရှိနေလို့ရှိရင်လည်း तू ကလည်းကို ခွင့်လုပ်ပေးပါပေါ့နော် angel message ကတော့အပြန်အလှန်ခွင့်လွှတ်ခြင်းတွေကိုอืม ခွင့်လို့ရမယ်ပေါ့နော်အင်ဂျင်နီယာကတော့အဲ့လိုမျိုးပြောထားပါတယ်အဲ့တော့အာဒီနေ့ကတော့သူကဘာလို့ပေါ့နော်တင်ကိုမဆက်သွယ်ပဲနေနေရလဲဆိုတာလေးကိုပြပြပေးရပါအားလုံးသဘောကျနိုင်မယ်လို့ထင်ပါတယ်ဘိုင်ဘိုင်